ချင်းပင်နယ်မြောက်ပိုင်းမှာပရိသတ်စိတ်ဝင်စားမိအရာတစ်ခုကိုတင်ပြပါမယ်။ဒေသခေါ်ဝေါ်ရချင်းကားလို့ခေါ်ပါတယ်။လူမမဲကလေးလေးတယောက်ဟာကားရဲ့လက်ကင်ကိုခြင်ထားပြီးလူကြီးတွေကနောက်ကဝိုင်းကူတွန်းပင်းနေကြတာပါ။ဒီချင်းကားကိုသေးချာလေ့လာကြည့်မယ်ဆိုရင်မော်တော်ကားလေးလို့အသုံးပြုမဲ့နေရာမှာအခုလိုဝါးမြောက်ကိုအထက်ထက်လုပ်ပြီးကားလေးလို့ပုံစံဖြင့်အသုံးပြုထားကြပါလေ။ဒီချင်းနဲ့ကတော့ brake ပါ။ ချင်းကရဲ့အရှင်ကိုရက်တက်ဖို့အတွက်ကားရဲ့နောက်ဘေးရဲ့အနောက်မှာထုတ်တချောင်းကိုကန့်လန့်ခံထားပြီးဒီချင်းင်းကိုနင်းလိုက်တဲ့အချိန်မှာတော့ချင်းကရဲ့အရှင်ကိုဒီဒုက္ခဘင်းကိုဖိပြီးရက်တက်ပေးမှဖြစ်ပါတယ်။ဒီလိုအသေးစိတ်ဖန်တီးထားတဲ့ချင်းကဟာကလေးတွေအပျော်ဆော့ဖို့တသက်တော်မဟုတ်ပါဘူး။တောင်နဲ့တောင်စစ်ထူထပ်တဲ့ချင်းပြည်နယ်ကြီးအတွင်းမှာဒီချင်းကားကို ုတို့တောင်တက်တွေမှာလူရင်အားနဲ့တွန်းတင်လာတတ်ကြပြီးမိမိအလိုရှိရာပစ္စည်းများကိုတဲဆောင်ကဟောရီတောင်အစင်းတိုင်းပြန်ပြီးဖိတ်ဆင်းလေယူအင်းနိုင်တို့လိုမှာအခုလူချင်းကားများကိုတွေ့ရှိရပြီးလေးလံတဲ့ပစ္စည်းများအတွေ့မော်တော်ကားဘေးများကိုပါတက်စင်ထားတဲ့ချင်းကားများဟာ မိမိတို့မိသားစုတဲ့ကုံစီဝန်များကိုတည်ယူပို့ဆောင်အောင်မှာအသုံးဝင်ရရှိနေပါတယ်